စရာဆရာကြီးမင်္ဂလာပါရှင်မိဘကသာသမီအပေါ်တွင်စိုးရိမ်ပူပန်စိတ်သည်မေတ္တာဟုသိထားပါတယ်ရှင် ထိုစိုးရိမ်ပူပန်စိတ်သည်ဒေါသအမျိုးစားတွေတွင်ပါဝင်ပါသလားသိကျင်ပါတယ်ရှင်စိုးရိမ်တာတွေကြောင်းကြတာတွေပူဆွေးတာတွေငိုကြွေးတာတွေမကြိုက်တာတွေအလုံးအပဲတွေဒေါသနော်ဒေါသဒေါသဆိုတာကအဲ့ စိုးရင်ဓာတ်တွေပူကျွေးဓာတ်တွေကဘာကြောင့်ပြန်ကိုယ့်အလိုနဲ့မကြိုက်လို့ပူရတာစိုးရင်ရတာပေါ့ပြောကျင်တာကိုယ့်အလိုတိုင်းဖြစ်ရင်ဘယ်သူမှမစိုးရင်ဘယ်သူမှမပူတော့ဘူးပြောကျင်တာရိုးရိုးရှင်းရှင်းလေးတယ်အဲ့တော့ကိုယ့်အလိုနဲ့မကြိုက်တာကိုယ့်အလိုနဲ့မကြိုက်တော့စိုးရင်လည်းပူဆွေးလာတယ်ငိုကြွေးလာတယ်ပေါ့နော်အဓိကကတော့နမတိကချမ်းသာတာနဲ့စင်းရတာဘာကိုကြိုက်လဲအဲ့လိုပြောပါဦးချမ်းသာတယ် စင်းရတာကြိုက်တယ်အဲ့ဒါတရားပဲလေဟဲ့အဲ့ဒါတရားပဲဆိုတာလို့ပြောတာအဲ့ဒါအကုန်ပဲလို့ပြောတာဒါပေမဲ့ကျွန်တော်ကဘာလို့မဆိုသိရချမ်းသာစင်းရရှိရချမ်းသာတာကြိုက်တယ်စင်းရတာမကြိုက်ဘူးဒါပေမဲ့အဲ့ဒီကကမြတ်စွာဘုရားရဲ့ဒွေးမေပိတ်ခုရဲ့ဆွန်းတစ်ပါလို့စိတ်သက်ပေါ်မသွားဘူးလောကီကိုစဉ်းစားရင်အဆွန်တစ်ပါးပဲအဲ့ဒါအဲ့တော့ကိုသားသမီးကိုလူနဲ့ကြိုက်ပါလားပျော်နေမှာအဲ ကိုယ်လုံးလည်းမကြိုက်တော့သူကဒေါသဖြစ်လာမယ်အဲဒီမှာနည်းနည်းစိုးရင်ဓာတ်တွေသူစဉ်းစားလာပြောကြင်တာအပူစိုးလာမယ်ပေါ့နော်ဓာတ်တွေဖြစ်နေမှာအဲ့တော့လောဘစွန်ဒေါသစွန်နေမှာပဲရှိနေတယ်ဒေါသတည်းမှာပဲရှိနှစ်ခုပဲကိုယ်လုံးနဲ့ကိုင်ရင်လောဘပဲသွားမယ်ကိုယ်လုံးနဲ့မကိုင်ရင်ဒေါသတည်းသွားမယ်ကြိုက်တယ်မကြိုက်ဘူးအကုန်ဓာကြီးပဲလောဘနဲ့ဒေါသဇလောကလည်းကိုကြည်လိုက်လို့ရှိရင်ဒီနှစ်ခုပဲရှိတယ်သိချပြန်စဉ်းစားကြည့်ပြောကြင်တာအဲ့ဒါကအစွန် နှစ်ပတ်ဖះပွင့်လို့လောဘဒေါသတော့မောဟအကြောက်တယ်ဒါပေမဲ့ဒါကိုအစွန်းတစ်ပတ်လို့မသိဘူးယေသနာကဒါတော့အခုပြောလိုက်တာနဲ့ကျွန်တော်ကဖြေရရနေပြီဘာဖြစ်လို့လောဘရှိလို့ဒေါသရှိရအလိုမကျလို့ဒေါသဖြစ်ရအလိုစိတ်ထိုင်ပူပန်းတာပေါ့အလိုမကျလို့သူ့လူတိုင်းပြင်ဘယ်ပူပန်းမှမရှိဘူးပြောနေမှာပေါ့ဒါပေမဲ့လောကမှာအလိုဖြစ်တဲ့အတွက်လူလို့ မလီအဲ့တော့ကိုလိုယောက်ျားမလည်းမလိုက်နိုင်ဘူး။လက်တော်မလိုက်နိုင်ဘူး။ယောက်ျားမပြောနဲ့မိန်းမမပြောနဲ့ဘ누구မှမလိုက်နိုင်လူလို။တော့လက်တော်မလိုက်နိုင်ဘာဖြစ်စီဖြစ်ကျင်တာဖြစ်ဒါမှမဟုတ်သူဖြစ်ကျင်တာဖြစ်ဆိုတော့ကဲအခုတော့ကျွန်တော်ပြောပြမယ်။ဒီဒီဟာလေးကလူအလိုနိုင်မလိုက်တာ။ကဲအဖွဲတွေဘာဖြစ်ကျင်ကြအောင်ပြောပြတယ်။လက်လို့ဘာဖြစ်ကျင်လဲ။ဟမ်ဘာဖြစ်ကျင်လဲ။ ချမ်းသာခြင်းနဲ့ရရတယ်ချမ်းသာတာလို့ပဲအဲပြည့်စုံခြင်းနဲ့ရရတယ်အသက်ရှိခြင်းနဲ့ရရတယ်လှခြင်းနဲ့ရရတယ်ကဲအကုန်လုပ်ပေးမယ်ဘာဖြစ်ခြင်းသေးလဲတက်ငယ်ခြင်းနဲ့ရရတယ်ငယ်သေးတာငယ်သွားလိမ့်မယ်ဟုတ်ပြီအနောက်အချိန်ဘာဖြစ်ခြင်းလဲအလုပ်လေလုပ်လေဖြစ်ခြင်းတာတခုတော့ရှိအောင်ပါဟမ်ဘာဖြစ်ခြင်းလဲအာကျမ်းပါစေကဲကျမ်းပါသားကြီးကဲထုတ်ပြီဖြစ်ဘာဖြစ်ခြင်းသေးလဲ တောက်လေတောက်လေအင်းသူကအဲ့လိုတွေဖြစ်လာတာဂျင်းတော့တော်လေးအိမ်ငှားလေးနဲ့နဲ့အိမ်ပိုင်လေးတဲလေးနဲ့နဲ့အိမ်ပိုင်လေးဖြစ်သွားအိမ်ပိုင်နဲ့တဲလေးနဲ့ဟာတဲလေးနဲ့ကတော့နန်းခိုင်အိမ်လေးကနန်းခိုင်လေးဖြစ်သွားနန်းခိုင်လေးတိုက်လေးဖြစ်ကောင်းပါတစ်ထပ်တိုက်လေးတစ်ထပ်ဖြစ်မှာနှစ်ထပ်လေးရင်ကောင်းပါဒီအိမ်ကျလုံးတွေကနှလုံးပိုင်ကျေကောင်းပါပဲအဲ့ဒါတော့ဘရောမှမစုံတော့ဘူးပြေးသွားပြောတင်တာကကျွန်တော်အဲ့ဘာမစို့ လိုချင်တာအကုန်ရခြင်းတယ်ဆိုတော့အဲ့ရလေရလေတော့မဆုံးတော့ပြောချင်တယ်အဲ့လောဘရဲ့တတ္တိပြောချင်တာဘရောမှာပြောတာအဲ့မလိုချင်မှပြီးသွားတော့တာအဲ့တော့မလိုချင်မှချမ်းသာတယ်ဆိုတာလိုချင်သမျှစင်းရဲတယ်ဆိုတာဒါကနောက်ကျတော့သဘောပေါက်တာပြောချင်တယ်ဟဲ့အဲ့တော့နောက်ဆုံးတော့ဘာကအချမ်းသာလဲလဲဆိုတော့လွတ်မြောက်ခြင်းလိုချင်တာတွေကနေလွတ်မြောက်သွားမှအဲ့နောက်ဆုံးတော့အဲ့ freedom တစ်ခုပဲလူကတောင်းတတော့ အားလုံးကလိုချင်တာတွေအကုန်ပြည့်သွားတယ်အဲ့ဒီအဲ့ဒီကိုတော့မရှိတော့တာလိုချင်တာအဲ့ဒီလိုချင်တိုင်းလည်းပြည့်တော့အဲ့ဒီဟာတွေကဘာမှမဟုတ်တော့ဘူးပြည့်သွားတာပြင်းသွားတယ်အောင်ဒါမှမဟုတ်အနောက်တိုင်းကလေတွေကသူကကျွန်တော်ကပက်ဆန်ရှာတဲ့ဘာသာသူကပြောစရာတွေအကုန်လိုက်ဟုတ်ကြအဲ့ဒီကသူကသူ့အတွက်ဘာမှပြောစရာမရှိတော့တလောကအဲ့တော့ဘာသူကဘာလို့မှအဲ့တော့မှချမ်းသာခြင်းလို့ရှာပြီးတော့ပြောစရာတွေအကုန်လုံးတွေပြောစရာလက်ကောင်သူဘာရှိတော့ဘာပြောမှမသိတော့ပြောစရာရှာရင်လည်းပြောစရာမတွေ့တော့စိတ်ဆင်းရဲတော့ အဲ့တော့မှတချို့အားသာတယ်လို့ဓမ္မဘက်ကိုရောက်တာဒါပဲနောက်တိုင်းကရှာရင်ဝေနေတော့ပြောချင်တာကဟိုဒီလောဘဇွန်ဒေါသဇွန်တွေကမြင်နိုင်ငဲတယ်ပြောပြတယ်ပြောချင်အစွန်းတော့ပါဆိုတာအဲ့တော့မှဇာရဲ့စိတ်ဆင်းရဲတယ်စပူဆွေးရတယ်စိုးရိမ်ရတယ်ဒါတွေကဒေါသဇွန်ဟဲ့လားအဲ့တော့ကိုယ်လူတိုင်းဖြစ်လာရင်ဘာရောလောဘဇွန်အဲ့တော့အစွန်းတော့ပါမှာလွတ်တယ်ဆိုတာဘာကြောင့်လဲဆိုဗုဒ္ဓပြောမှာလောဘဒေါသဘာကြောင့်ဖြစ်တာမောဟကြောင့်အဲ့တော့ ျွန်တော်ကလောဘနည်းနည်းလျှော့ဒေါသနည်းနည်းလျှော့မဟုတ်ဘူးအဲကျွန်တော်ကအခုကမေဆုမပရိသတ်ဒီဘက်ကလောဘလည်းလျှော့လာဒေါသလည်းလျှော့လာအဲ့တော့မေဆုမပရိပရာထင်းနေအလေလက်ကျွန်တော်လည်းဒါပဲသိတာဟုတ်ကျွန်တော်တို့ကလည်းအဲ့လိုမဟုတ်ဘူးလောဘဒေါသဘာကြောင့်ဖြစ်တာလဲဆိုတော့မောဟကြောင့်အဲ့ဒီမောဟနဲ့အမောဟဖြစ်အောင်လည်းလုပ်လိုက်တော့လောဘလည်းငြိမ်းဒေါသလည်းငြိမ်းတော့အစွန်းတစ်ပန်းလွတ်သွားတာအဲကျွန်တော်အစွန်းတစ်ပန်းလွတ်တယ်ဆိုတာအဲ့လိုကိုစိတ်ထဲမှာအဲ့တော့လောဘဒေါသကိုပဲသင်နေရသေးတာကျွန်တော်မှာ ဒီပြဿနာဘလို့ရှင်းရလဲဆိုတော့သင်နေရတာဒီဟာကြီးမသိဘဲနဲ့ကျွန်တော်တို့ကမြေပုံမဖတ်တတ်ဘဲနဲ့ခုကတည်းကလောက်တာယောဂမဖြစ်ဘဲနဲ့စိတ်ကုကျင်နေအာပြောကျင်နေတာစေးတောင့်နေတာအဲ့တော့ခုဝင်လေထွက်လေမှတ်တယ်ဘာလဲတော့ပြောကျင်နေဝင်လေထွက်လေပိုင်းတခုတည်းနဲ့ဝဲပြီးတယ်ကျွန်တော်တို့ကတွေးတာတွေးရင်ပြကျင်နေတွေးလိုက်တာနဲ့အတိတ်ရောက်တယ်တွေးတယ်ဆိုရင်မှတ်မိတာပဲတွေးလို့ရမှတ်မိတာဘယ်သူမှတွေးလို့မရဘူး အဲ့အတိတ်ကအတွေးမှသူအနာအတိတ်ကိုထောက်မှအနာဂတ်ကိုပြန်စဉ်းစားတာဘာပဲလွတ်တာပြစ္ဆုတ်ပံလွတ်တယ်ပြစ္ဆုတ်ပံကိုမသိဘူးအဲ့တော့ဝင်လေထွက်လေမှတ်လိုက်တယ်ဘာတဲ့တော့ပြစ္ဆုတ်ပံတဲ့တော့အတိတ်လည်းမပြန်တော့ဘူးအနာဂတ်လည်းမသွားတော့ပြောချင်တာအဲ့တော့ပြစ္ဆုတ်ပံလည်းရှိတယ်ထင်တယ်ပြစ္ဆုတ်ပံလည်းပြီးရင်လည်းမရှိတော့ဘူးဖြစ်နေပြန်ဟောအဲ့တော့ပြောနေတာစွဲတရားကိုဘာမှလွတ်သွားတာအဲ့လွတ်မြောက်ခြင်းဘယ်ကလွတ်တာအချိန်ကလွတ်သွားတာပြောချင်တာ တော့နိဗ္ဗာန်ဆိုတာဗါလဲတာနေရာတွေအချိန်တွေတွေလွတ်သွားနိဗ္ဗာန်ဆိုတာဟောကျွန်တော်တို့လည်းဟောနိဗ္ဗာန်เนี่ยဘလို့ချိန်ရမှန်းကိုမသိဘူးဖြစ်နေကိုလွတ်မြောက်ခြင်းကဘလို့လွတ်မြောက်ရမှန်းကိုမသိဘူးဖြစ်နေကျွန်တော်ကအချိန်ကမရှိတော့ဘူးသူကအဲ့ဒါကိုမလွတ်မြောက်ဘူးအချိန်နဲ့သူဘာဖြစ်လဲနှောင်ဖွဲ့နေပြောခြင်းနဲ့ဟမ်အချိန်ကမရှိတော့သူအချိန်ကိုသူပိုင်တယ်လို့စဉ်းစားနေတယ်ပြောခြင်းနဲ့သူကအဲ့တော့တကယ်တော့အချိန်ဆိုရှိမှမရှိရဆိုအချိန်နဲ့ပတ်သက်တဲ့ဟာစဉ်းစားစရာမလိုတော့ဘူး အသက်ကကြီးလားငယ်လားအသက်ကြီးတာကြိုက်လားအသက်ငယ်တာကြိုက်လားဒါတရားလို့မသိဘူးကျွန်တော်ကဒါတွေကတရားအသက်ဆိုအချိန်ကိုပြောတာအချိန်နဲ့ပတ်သက်ပြီးသူနှောင်ဖွဲမှုတခုရှိနေတယ်ပြောချင်တယ်ဟာအမှန်တော့အသက်ကြီးတာကြိုက်လားအသက်ငယ်တာအသက်ဆိုဘာပဲရလဲကျွန်တော်ဝิญဉ်ပဲရတာဝิญဉ်ဆိုတာကြားကြိုက်မှာဝิญဉ်မြင်ကြိုက်မှာဝิญဉ်လေးကပေါ်ပြီးရှိသေးလားအဲ့တော့အသက်ကကြီးတာလည်းမရှိဘူးငယ်တာလည်း ြည်အဲ့ကြီးတာကြိုက်လားငယ်တာကြိုက်လားပြောနှစ်မျိုးသလုံးဖြစ်နေဦးအာအဲ့တော့တရားဆိုတာဒီနေရာလေးရှိတယ်ဟာကိုစီတို့စိတ်တွေကသဘောမပေါဘူးဖြစ်နေအခုချိန်ထိတရားကမပြီးနိုင်ဘူးဖြစ်နေကျွန်တော်မလွတ်မြောက်ဘူးဖြစ်နေအခုတရားနဲ့လုံနေဘာဖြစ်တော့သိလားတရားနဲ့မလွတ်မြောက်ဘူးဖြစ်တော့အာထုံနေပဲသိရတော့ဘာမှမသိလိုက်ဘူးအဲ့တော့တရားကြီးနဲ့လည်းဘာဖြစ်နေတောင်းဖွဲ့နေ ညောလောကနဲ့တောင်ဖွဲ့တယ်ဥပါနဲ့တောင်ဖွဲ့တယ်တရားနဲ့တောင်ဖွဲ့သွားပြန်အဓိကတဲ့နှောင်ဖွဲ့ခြင်းကလွတ်ချင်တယ်ဒီလိုကပြောချင်တယ်အဲတော့ဟိုလောကမှာဒီအောင်နားလည်ရတယ်အတ္တနဲ့နဲ့တယ်စူးတယ်ဆိုတာတခုကိုကျွန်တော်စူးတယ်ဆိုတာအတွင်းထဲကိုစိုက်ဝင်စူးတယ်စူးစူးတယ်အဲ့ဒီစူးစူးရအောင်နှုတ်ဖို့နောက်အတ္တချောင်းထက်ထိုးရတယ်ထိုးပြီနဲ့ तू ကဒီအောင်နှုတ်ဖို့ဒီဘက်ကို direction ပြောင်းဖို့ပြောချင်တယ်အဲဒီလိုသွားတာ ဆွဲလန်းမှုဖြစ်ဖို့အမှန်လောကကလည်းဆွဲလန်းတာလောကနေဆွဲလန်းတာအဓိကဖြစ်တယ်လောကတဲ့ကိုသွားဆွဲနေလို့ဒီဆွဲကိုပဲဘုရားဓမ္မစုနဲ့ကျွန်တော်ထပ်ထိုးတာတို့မှာဓမ္မစုကကြသူ့ကိုနှွင်ထုတ်မှာပြောတင်တာပြောပြောတင်တာဒါပေမဲ့ကျွန်တော်ကနှွင်ထုတ်ဖို့မလို့ဓမ္မစုကထပ်ထိုးပြည့်သွားတာပြဿနာငါလူကတော့ဓမ္မတွေပါသိတယ်ဆိုအပြင်မင်းတို့မသိသေးငါသိတယ်ဖြစ်နေပြန်အောင်ပြဿနာကျွန်တော်တို့ကနော်အဲ့လိုဖြစ်လာအဲ့တော့ အဲဒီဟာလေးကဟိုပါပါလေးရပြောပြတာเนาะဒါကြောင့်လို့ဟိုဟိုကျွန်တော်ကတခုမေးလိုက်တာ ਨੇ ဟိုပြောစရာတည်းအများကြီးဖြစ်နေတာပြောတာပြောစရာအများကြီးဘယ်တော့ဖျားကျေသူကြောင့်ဒီလိုကြီးကြီးလို့ရတယ်အကုန်သဘောပေါက်တာเนาะတခုပြောပြနောက်တခုပြောသဘောပေါက်အောင်ထပ်ရှင်းပြတာပါเนาะဟုတ်ပါဘူးရှင်ဆရာကြီးမင်္ဂလာပါရှင် ပထဝီနဲ့အာဘောအစုသည်ဝါယောဓာတ်ကြောင့်မမတ်နေလို့ရပြီးတေဇောဓာတ်ကြောင့်လှုပ်ရှားမှု energy ရတယ်ဆိုတော့ခန္ဓာရဲ့သဘောတဘာဝကိုသိရှိခဲ့ရပါတယ်ရှင်။ဝိပဿနာသဘောအရမြင်သည့်နာယုတ်ပေါ်မှာမျက်စိကြားသည့်နာယုတ်ပေါ်မှာနာနံသည့်နာယုတ်ပေါ်မှာနှာခေါင်းစားသည့်နာယုတ်ပေါ်မှာရှားထိသည့်နာယုတ်ပေါ်မှာကိုယ်တွေးသည့်နာယုတ်ပေါ်မှာမနှောဆိုရလေခွဲခြားသိခဲ့ရပါတယ်ရှင်။ ထပ်မံပြီးတည်လိုတာကတတိနဲ့ပြတိရဲ့ခွဲခြားမှုလေးကိုပြန်ပြီးရှင်းပြပေးစေလိုပါတယ်ဆရာကြီးရှင်တတိနဲ့ပြတိဘာလဲမိငံလေးကရိုးရိုးလေးပဲနဲ့ဟို system တစ်ခုနဲ့ကျွန်တော်တည်ဆောက်လို့ကောင်းပြောချင်တာဒီအတန်ကလက်တတိတစ်ခုပဲအတန်လေးစဉ်းစားပြောချင်တာနော်အတူတူပဲဒါကကျွန်တော် level နဲ့မှာအတန်နေရှိတယ် ာတင်တော့ level နဲ့မှာအတန်းနေရှိလဲဘယ်မှာစကားပြန်လဲအတန်းမထွက်ဘူးလားဒီလက်ထဲမှာအတန်းမရှိဘူးဒါပေမဲ့ဒီလက်အတန်းဖက်ပြောကျင်တယ်ကအမှန်ကန်ဒီထဲမှာကျွန်တော်ဘာဖြစ်တာတော့အတန်းကိုဖြစ်စီရတဲ့တတ္တိတော့ရှိတယ်တတ္တိဆိုတာ gain လို့တယ်လို့ပြောကြည့်လို့လည်းမရဘူးသဘောတရားဆိုပြောကျင်တာဒါပေမဲ့နှစ်ခုလက်တက်တာအဲ့တတ္တိကဘုံသူအတန်းနဲ့ထွက်ပြလိုက်တာမျက်လက်ပြတာကြည့်ဘူးလားအုံဖတ်ဆိုဟာ အဲ့ဒါလူရစိတ်ဝင်စားတယ်လေအရင်တော့ဘာမှမရှိဘူးသူအုံဖွဲ့လို့လည်းတော့ဟာတခုထွက်လာတယ်ကျွန်တော်ကဒီဒီနှစ်ခုကိုလုံးလိုက်တာじゃအဲ့လိုအုံဖွဲ့လို့ထွက်လာလို့ထင်းကုန်မတင်ကျွန်တော်တို့ create လုပ်တယ်ဆိုဘာမှမရှိရနေတခုကိုလုတ်ပြန်ဒါ creator ဖန်ဆင်းရှင်ကျွန်တော်လည်းဒီအတန်ကိုလုတ်ပြန်နိုင် level နဲ့ကြည့်အတန်ကိုကျွန်တော်အခုအတန်ထွက်ပြန်နိုင်တယ်ကျွန်တော်ကိုကိုကိုကြ creator လို့မထင်ကျွန်တော်ဖန်တီးနိုင်တဲ့စွမ်းအားတွေရှိနေတယ်ရီဆိုးစ်အပြည့်ရှိတယ်အင်္ဂလိပ်လိုပြန် resource ပဲ ကျွန်တော်မှရှိပြီးသားတော့ develop မဖြစ်တယ်မျိုးစေ့လေတူအဲ့မျိုးစေ့သွားကြီးဘယ်တစ်ပင်တစ်ရွက်တစ်ခိုင်းမှမရှိဘူးမျိုးစေ့တယ်မှာဒါပေမဲ့အဲ့မျိုးစေ့တယ်မှာတစ်ပင်တစ်ခုကိုဖြစ်စေနိုင်တဲ့တတ္တိတွေရှိတယ်ဒါပေမဲ့အဲ့ဒီဟာတော့ရေတွေမြေတွေလေတွေနဲ့လုံးဝတကယ်အပင်ကပေါက်တာပြောချင်တာကျွန်တော်အထက်မှာအဲ့ဒီတတ္တိတွေရှိတယ်အတန်းထွက်လာအဲ့ဒါပေမဲ့ဒီထက်အတန်းလိုက်ရှာသစ်စေ့တယ်မှာဘယ်တည်းရည်ဒီမှာတည်းရည်ရွက်တစ်ခိုင်းမှရှိတတ္တိရ ဲ့မဲ့အကြောင်းပြည့်စုံတယ်နဲ့အပင်တွင်ပေါက်တယ်အဲ့ဒါမဲ့ဒီလိုနှစ်ခုတိုက်လိုက်တာနဲ့အတန်ဆွဲတက်တဲ့လူထွက်တယ်အာယုံကောင်းကျွန်တော်တို့မှာဝေနာဆွဲတက်တော့ရှိတယ်အဲ့မဲ့အာယုံနဲ့တွေ့မှာချမ်းသာတာကောင်းတဲ့အန်နဲ့တွေ့ရင်ချမ်းသာတာပေါ်ပြတယ်မကောင်းတဲ့အန်နဲ့တွေ့ရင်ဆင်းရဲတာပေါ်ပြတယ်ဒါပဲဒီတက်တိသဘောတွေကိုစနားလေလာတာဒါကျွန်တော်တို့ကအဟမ်းဒါပဲအဲ့တော့တရားရှုတယ်ဆိုအဲ့တက်တိတွေကိုရှုတာပြောကျင်တာအဲ့တော့မကောင်းတဲ့တက်တိတွေကို ရော့အောင်လို့ကကောင်းတဲ့တက်တူ develop ဖြစ်အောင်လုပ်တယ်ပြောချင်တာဒါပဲလို့လောဘဒေါသမောဟဆိုကျွန်တော်ကလောဘဒေါသမောဟလို့ပြောရင်အဲ့ဒါတတ္တိတွေလို့မထင်ဘူးပြောတယ်ဆိုတယ်ရံဖြစ်တယ်ဆဲတယ်ဆိုအဲ့ဒေါသရဲ့တတ္တိတွေပြတာအဲ့ဒါပြတ်တယ်ဟိုဟာဒီလိုချင်ဒီဟာဒီလိုချင်ဟိုဟာဒီစားချင်ဒီဟာဆိုတော့အဲ့လောဘရဲ့တတ္တိတွေဒါပေမဲ့ကျွန်တော်စိတ်တွေကအဲ့ဒီကောမကွဲဘူးဖြစ်တယ်ပြောချင်တာဘယ်ဟာတတ္တိလဲဘယ်ဟာပြတ်တိလဲပြောချင်တာ ကျွန်တော်တို့မှာအုပ်စေနာတွေရှိတော့ဒီစေနာတွေကနေပေါ်ဒီစကားပြောတဲ့အနေနဲ့ပြတာဒီစေနာဘယ်လိုပြတာစကားပြောတာစေနာပြောတာစေနာဖြစ်တယ်။တကယ်မဲ့ဒီစေဒီအတန်နေထွက်လာပြီးတော့ပြောတာတွေကစေချင်တာရဲ့တက်တီတွေပြန်နေတာ။ကော်ဖီလေးတောက်ပါအောင်ဆိုတာမှတ်တယ်လူတိုင်းကော်ဖီဆိုတာအဲ့ဒါစေနာရဲ့တက်တီပြတာ။စေနာတက်တီကော်ဖီလေးတောက်ပါအောင်လို့ပြောလိုက်တာပြတ်တီ။အဲကျွန်တော်တို့ကလောကကြီးကအဲ့ဒီနှစ်ခုအဲ့လိုတွေးရတယ်။အဲ့တော့ကျွန်တော်ကသိသွားပြီဒီဟာတွေးလိုက်တဲ့နောက်ကတက်တီရပါလား။ ဘာလို့မြင်နေလဲစိတ်ရည်ရဲ့သဘောကိုနားလေအဲ့ဒီတတိရဲ့စိတ်ရဲ့ဒီတော့ကျွန်တော်ကောင်းကောင်းချစ်ကပ်လိုက်ရုပ်ရည်တတိရဲ့သိပ္ပံပညာရှာဖွေတွေ့ရှိရနျူကလ িয়ার ပါဝါဆိုတာရုပ်ရည်တတိကိုပြောတာကျွန်တော်လက်စစ်တတိရရုပ်ရည်တတိဒါတွေကိုနားလည်လာတယ်ကျွန်တော်တို့ကလောကသဘောတွေကိုကျွန်တော်သဘောပေါက်မှာဟုတ်တယ်နော်အဲ့တော့ဒီတတိယတ္တိတွေကိုသိစမ်းလိုက်ရင်ဥပမာကျွန်တော်မော်တော်ကားပြက်တယ်ဆိုတော့ကျွန်တော်ကကမ်းကြီးပြက်တာမဟုတ်ဘူး white shirt ဆရာတိတယ်မီးလာစီပိတ်တာလာသူကအဲ့ညာလေးပဲသွားတာကျွန်တော်ကကြည့်အဲ့လိုမသိတော့ကိုင်းပြတ်တယ်ဆိုကိုင်းဒီစလုံးပြတ်တယ်ထင်းနေပြောချင်တယ်အဲကျွန်တော်တို့ကအဲ့တော့မှ white shirt ဆရာတိတယ်ဒါစီပိတ်တဲ့လက္ခဏာလားမီးပျောက်တဲ့လက္ခဏာလားသူကဒီဟာကြည့်ပြန်တယ်ဟိုအင်ဂျင်ကဘယ်နေရာပါဆိုတော့တန်းသိတယ်သူကအင်ဂျင်သားနားထောင်လိုက်မယ်တကူလည်းစမ်းသပ်လိုက်တယ်သိတယ်ဘယ်နေရာဆိုတော့အဲ့တည်းမဲ့ကျွန်တော်တို့ကလည်းဒီသူများ၏ပညာရှင်စင့်ကိုရောက်တာလားပေါ့ မြတ်စွာဘုရားကျေးဇူးတော်ဒီစိတ်တွေကဘာဖြစ်နေတော့စသည်အဓိကစိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟတတ္တိတွေနာမှာအာလောဘတတ္တိအာဒေါသတတ္တိအာမောဟတော့အာကုသိုလ်တတ္တိနေမှာကုသိုလ်တတ္တိနဲ့ဖယ်ရှားပြလိုက်တရားအကုန်ပဲဒါပဲပြောချင်တာကျွန်တော်တို့ကဒီကမ်းပြင်လို့ပြည့်နေတယ်ပဲလောဘဒေါသမောဟနဲ့ကျွန်တော်တို့စိတ်တွေပြည့်စည်နေရတယ်ကိုဒီလောဘဒေါသတွေကတော့ဖယ်ထုတ်လိုက်တာပြောချင်တာအာလောဘအာဒေါသအဲ့တော့အာသောတာစာရင်းဖြစ်နေတယ် အဲ့တော့ကျွန်တော်ကလောဘကိုဗာနဲ့ဆွံ့တယ်စေတနာနဲ့ဆွံ့ပေးတာကံတဲ့ကျူးတဲ့လောဘဆွံ့တယ်လှူတဲ့တန်းတယ်အဲ့တော့မှန်တယ်အဲ့တော့မှဒေါသကိုမေတ္တာနဲ့ဆွံ့မောဟကိုသတိနဲ့ဆွံ့ဆိုတော့လက်တွေ့လုပ်ငန်းညာစေတနာရဲ့မေတ္တာရဲ့သတိရဲ့ဟုတ်ကျွန်တော်တို့အဲ့လိုလုပ်ငန်းခွင်ကိုအဲ့လိုမထုတ်နိုင်ဘူးဖြစ်နေကျွန်တော်တို့ကတအားကျွန်တော်တို့ကလက်တွေ့မကြဘူး theory တွေတအားရောက်သွားပြောချင်တယ်လက်တွေ့ကဒီသုံးခုကကျွန်တော်တို့ဘရော့လက်တွေ့မှာအသုံးခုကျွန်တော် coffee တောက်ပါတော့တိုက် ပြောကော်ဖီတောက်ပါအောင်ဆိုရိုးရိုးအဲ့ခံတာလည်းရှိတယ်။ပြောကော်ဖီလေးကိုသူများကောင်းကောင်းလေးတောက်စေချင်တယ်ဆိုတော့မေတ္တာလေး။ तू ကကော်ဖီကြိုက်တတ်တယ်။အဲ့တော့ तू ကြိုက်အောင်လေးငါဘယ်လိုလေးလုပ်ပေးလိုက်မလဲ။အဲ့ဒါပါမေတ္တာပါသွားတယ်ပြောချင်တယ်။အဲ့တော့မှကျွန်တော်တို့ကဒီအဲ့လိုလေးသိတာကဘရူရှိလို့ရှိတယ်။တတိရှိလို့ပြောချင်တယ်။ဟုတ်မလား။အဲ့တော့ဒီအားတွေကိုစပြီးတော့သိလာလို့ရှိရင်ပြောချင်တယ်။စေနာရောက်မှကျွန်တော်က activity တွေရတာလုပ်တယ်၊ကြိုင်တယ်၊ပြုတယ်ဆိုတာ ဒီစေနာဘဝတစ်ခုရဲ့ growth ခုဖြစ်စေတယ်ဘဝစခုရှင်သန်စေတယ်ကျွန်တော်ကသူကဘာမှလည်းမလုပ်တော့သူစေနာမရှိကျွန်တော်မရှိရင်သူက growth ကရက်သွားတယ်ဘဝကဒီလိုပဲနေတာဗျာကိုကိုလည်းဒီလောက်ဆိုရပြီအဲအာဒီလိုပဲနေလိုက်တော့မယ်ကျန်တာသိမလုပ်တော့ဘူးသူက growth ရက်သွားတာစေနာတွေနည်းသွားတာကိုကိုတရားလေးနဲ့ပဲနေတော့မယ်သူကအဲစေနာရက်သွားတယ် growth ကရက် comfort zone နဲ့ကိုကြာတယ်အဲ့ဒါ comfort zone နဲ့ကြာတဲ့လူက growth ရက်သွားသူကစေနာမတိုက်တွန်းတော့ဘူးတည်းရဲ့ ပြောကြရင် challenge လက်မယူချင်တော့ဘူးအဲ့ဒါ growth gap အဲ့ဒါစေးနာသူကသူ comfort zone ကလောဘလောဘပြောကြတယ်အဲ့တော့ growth gap အဲ့တော့ကျွန်တော်တို့ကလောကမှာပျော်ဖို့လိုတယ်ပြောကြတယ်အဲဘဝတကူကပျော်တာဘာနဲ့ပျော်တာအဲ့မြစ်တာဘာပျော်တာမပျော်ရင်ဒေါသရှိလို့မပျော်တယ်ဒေါသတက်ခံရှိလို့မပျော်တတ်ဘူးပြောတာပြောကြတယ်ဟာသူကမကောင်းတဲ့မြင်တာပျော်တာမြင်အဲ့တော့မှ ဒီဒေါသကိုဗာနဲ့ပြတာမြစ်တာအဲ့ဒီမြစ်တာဘောဟက်ပီနက်ဆိုရရတယ်ကဘောကိုပြောရှင်းစေတာအဲရောကျင်တယ်အဲ့တော့ဘောကိုပြောရှင်းတယ်အဲ့တော့ကျွန်တော်တို့ကစေနိုင်နဲ့လုပ်တဲ့တဲ့ live ကရှင်းတန်းတယ် live ဖြစ်တယ်ပြောကျင်တယ် growth တွေရတယ်ဘောတကူအဲ့ဒီနောက်တစ်ခုကလည်းအဲ့ဒီဟာတွေကလူတွေကိုလုပ်တဲ့ဟာတွေအားလုံးကလူတွေအားကိုချမ်းသာစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ဆိုဒီမြစ်တာတွေကဥဆောင်ပြောကျင်တယ်အဲ့တော့မြစ်တာဥဆောင်တော့ပျော်ရတယ်ပြောကျင်တယ်ပြောကျင်တယ် နောက်တစ်ခါလဲအဲ့အရာပေါ်မှာငါလှုပ်ပေးရလို့ဆိုသတိရှိရတဲ့မောဟပဲဆိုသူ attachment မရှိတော့ဘူးဒါတွေကိုငါနဲ့ဘာမှမသိမ့်ပြတော့ငါစေနာငါလှုပ်ပေးရတယ်ငါအဲ့အရာမရှိတဲ့ကျွန်တော် freedom တစ်ခုရပြန်ရောပြောချင်တာကို့ကိုဘယ်တော့မှ attach ဖြစ်တယ်ဘာမှကို့ကိုမထိခိုက်တော့လွတ်သွားတယ်သူက freedom အဲ့တော့သတိက freedom ကိုပေးတယ်စေနာ growth ကိုပေးတယ်မေတ္တာ happiness ကိုပေးတယ်သတိက freedom တစ်ခုကိုပေးရတယ်လူတယောက်က တိုးတက်နေမယ်ပျော်ရွှင်နေမယ် freedom တစ်ခုဖြစ်နေမှာမလို့ခြင်းဘူးလား အဲ့ဒါလောဘဒေါသမောဟဆွန့်လိုက်ပြီးပြီ။ဒါပေမဲ့လောဘဒေါသမောဟကြီးကိုပေးဆိုရင်တရားကြီးလိုပဲ။ဟာငါတို့တော့ဘယ်လောဘကပင်နေအောင်လဲဒေါသလည်းကြီးတာ။ဒါပေမဲ့မင်းဘဝမှာရှင်သန်မှုတွေနဲ့တိုးတက်နေရမလို့ခြင်းဘူးလားတို့။ဟာလို့ခြင်းနဲ့မပြောခြင်းဘူးလားပြောခြင်းနဲ့။ဟာမင်း freedom များကြုံလားရခြင်းနဲ့။ဟာအဲ့ဒါဆိုတော့လောဘဒေါသမောဟဆွန့်ပေါ့။မင်းစေနာဤထမေတ္တာတွေတိုင်းသတိတွေတိုင်းရတယ်လေ။ဆိုတော့တရား dimension ကြီးတော့ဒီနဲ့ခက်တယ်ကျွန်တော်က။ဟာဒီဘက်အဲ့ဒါကြီးဆွန့်ရင်ဒါကြီးရရကြလဲလို့ခြင်းပြန်ရော။ ဒါတွေစွလိုက်ဒါတွေရတယ်လို့သိဒါတွေစွလိုက်သူကမညံခွင်းတဲ့နိဗ္ဗာန်အိမ်ကနေပြေးရမယ်ထင်းနေတာစီဝိုင်းတွေလုံးလို့မရတာဟုတ်ထင်းနေရပတ်ဝန်းကျင်ကြီးကိုစွရမယ်ထင်းနေသူကပတ်ဝန်းကျင်နဲ့ပြောနေအဲ့လည်းမစွန့်နိုင်ဘူးအဲ့တော့တရားလည်းမလုံနိုင်ဘူးသူကသူကဒီလိုထင်းတာဒါက religious approach ပဲ liberation သွားတာဒါဘဝနေ living မှာဒီလိုနေလို့ရတယ်ဟာအဲ့ဒါလည်းနေကျင်တာပေါ့ဘဝရှင်းတန်းခြင်းနဲ့ပြောဟလာတိုးတက်ခြင်းနဲ့ပြောခြင်းနဲ့ freedom ဖတ်ခြင်းနဲ့ အဲ့ဒါလည်းဒါလုံးလို့ရတယ်ဒေါဘဆွန်ဒေါသဆွန်ဘောဘဆွန်လေစေနာနဲ့ဆွန်မေတ္တာနဲ့ဆွန်သတိနဲ့ဆွန်မေဒါတွေရပါပဲဒါပေမဲ့ကျွန်တော်တို့အဲ့လိုမတင်ပြနိုင်ငယ် link တွေချိတ်မပေးနိုင်ငယ်เนาะဒါကြောင့်လို့နောက်ဆုံးတော့ကျွန်တော်အဲ့ဒီအခုဘာမှသိမ့်မသိအဲ့ဒီလောဘဆွန်ဒေါသဆွန်နဲ့စေနာနဲ့မေတ္တာနဲ့သတိနဲ့ဆွန်တော့တော်ဟုတ်နေပြီเนาะဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဆရာဆရာကြီးနောက်ဆုံးမင်းကွန်းဖြစ်ပါတယ်ဆရာဆရာကြီးရှင်ပူတဲ့သဘောကိုတီးလို့ တေဇောဓာတ်ကိုတိပေမဲ့ဒီဓာတ်တွေဟာအကြောင်းတိုက်ဆိုင်ရင်ဖြစ်ပေါ်ပြီးအကြောင်းကင်းရင်မရှိတော့တဲ့သဘောကိုလည်းသိတော်လဲကိလေသာငြိမ်းတဲ့သဘောကိုတိတ်မခံစားမိသေးပါရှင်လိုအပ်ချက်ကိုညွန်ပြပေးပါအောင်ဆရာယေရှုတင်ပါလေရှင် ပြင်းစားကိုကျွန်တော်တင်နေလေးလာတက်လိုက်ဒါကြတယ်နော်သူကအဲ့အရာကြီးကစနစ်တကျတင်မရတာသူကဂိုးသွင်းတာမေးတာအတိပြီးသားပဲဂိုးသွင်းတာမေးတာပဲဂိုးမသွင်းတာလို့ပြ ဲ့ဒါသင်ရတာခုနကတတ္တိကိုပြောင်းမှာလီလက်ထဲမှာအတန်တော့မရှိဘူးဒါပေမဲ့အတန်ကိုဖြစ်စေတတ်တဲ့တတ္တိကရှိတယ်နော်ပြောကြည့်လားစီနာနဲ့အများနဲ့ရှိနေမှာမဟုတ်လေအာယုံကကိုယ်ကိုပြုံးပြမှာကွာလဲကော်ဖီတိုက်ချင်တဲ့စီနာလဲပေါ်လာတာဟုတ်အဲ့တော့နည်းနည်းပြုံးပြတဲ့အာယုံရှိမှစိတ်ဖြစ်တယ်အာယုံရှိမှပဲစိတ်ဖြစ်တယ်ပြောကြည့်လားအဲ့တော့တခု တတိတွေရှိပဲနဲ့လားဟိုဘက်ကကျွန်တော်တို့ကဒီတတိကိုပေါ်စီတတ်တဲ့အကြောင်းတရားတခုလိုတယ်ပြောချင်တယ်ဟာအဲ့တော့ကျွန်တော်တို့ကတေဇောတတ်ရှိတယ်တေဇောတတ်ကအမှဝိညာဉ်ရှိတယ်ကောင်းတဲ့အာရုံတွေနဲ့ဒုက္ခဖြစ်ပြီမကောင်းတဲ့အာရုံတွေနဲ့ဒုက္ခဖြစ်တယ်ကျွန်တော်တို့ကဒီလိုလာတာကျွန်တော်တို့ကတေဇောတတ်ရှိတယ်ဒီပုံမှာဖြစ်ပြီးတော့ဒီတေဇောတတ်ပူပြမှာလားအေးပြမှာလားဝိညာဉ်ကလည်းချမ်းသာပြမှာလားဆင်းရဲပြမှာလားဒီအာရုံပေါ်မှာမူတည်တယ် ကျွန်တော်ထမတေသောတဲ့ရှိပူတာလည်းမဟုတ်အေးတာလည်းမဟုတ်ဒါကိုပြောချင်ဒါပေမဲ့ဒီကောင်ကနေဘူးတယ်လေထွက်လိုက်ရောဟိုနေဘူးတဲ့အာယုံကကျေသူပြုတ်ပါလေရောသိပြီတော့ဒီထေးကတေသောကဒီကောင်ဖောက်ပြန်တော့ပူတဲ့ဟာတွေဖြစ်လို့ဒီကိုကြီးပူသွားတာဒီကိုကြီးပူတာဒီထေးကတေသောတတိယအစွမ်းပြတာနေနဲ့ပါမေကြောင့်ကိုပူလာမဟုတ်ဘူးကျွန်တော်အဲ့ဒါဒါလေးတင်ရတယ်အနတ္တကိုသွားကြတယ်ကျွန်တော်ဒါလေးတင်မှသူကသိတယ် အဲ့တော့မှဒီထက်ကဖောက်ပြန်သွားတာတေသောတက်ကဖောက်ပြန်ပြတယ်အဲ့နဲ့ကျွန်တော်အဲကွန်ကနေဝင်လိုက်တယ်နော်အေးရကွန်ဒီရှင်လို့ခေါ်တယ်ဒါမှမဟုတ်အေးရကွန်ဒီရှင်အမလီအင်္ဂလိပ်ကတကယ်နာကွန်ဒီရှင်ကျွန်တော်ကကွန်ဒီရှင်ကွန်နက်ချင်နေဟိုဘက်နဲ့ဒီဘက်ကွန်ဒီရှင်ပဲပြီးတာပြီးလိုက်တယ်နဲ့ခုနကဒီထက်ကတည်ဆုံးကဘာဖြစ်တယ်ဆိုခုနကပူတဲ့တည်သွားချုပ်သွားပြီအေးတဲ့ဟာကျွန်တော်တတ္တိကပြဗျက်တိဖြစ်အဲ့တော့နေရတာအေးသွားတယ်အေးသွားတာ ိုးလေးအေးလို့အေးတာပေါ့သူက condition ပဲအကြောင်းတရားပဲပြည့်ဒီထက်တတိယပြတယ်ဒါပေမဲ့ပူရန်အေးတာဒီထက်တတိတွေပြနေလို့မထင်ဘူးဟိုနေဘူးလို့အဲကွန်ပျူတာတော့အသူဘာကိုဘလိန်အများတန်းလုပ်တယ်သူဘာဘလိန်ပုံကိုတည်းကဒေါသကြောင့်ဖြစ်တာကိုဒီဒေါသကိုမထိန်နိုင်လို့ကိုတည်းကတေသောဓာတ်ကိုကိုထိန်လို့မရလို့ပူပြလိုက်နဲ့တကောချက်ချင်းပူပြတယ်ပြန်ကအဲရိတ်ထင်းနေနဲ့အေးပြတယ်ဒီထဲဟာကြီးကိုကိုတဲမှာနေကျွန်တော်ကိုထိန်လို့နေရပြောကြည့်မယ် ။တော့မင်းကတော့စိတ်ညစ်တာပေါ့လွယ်ပြ။စိတ်ညစ်တော့အဲ့အရာတွေနဲ့ပတ်သက်လို့ဘာကဝင်လာတော့ပူရာအိဒါပြဿနာပေါ့လောဘကဝင်လာတယ်။လောဘကတော့ဒေါသဝင်တော့အဲ့ဒါဘာလို့အမှန်မသိလို့အမှန်သိရင်ကျွန်တော် accept လုပ်သွားတယ်။ဟော accept လုပ်ပြီးကိုဘလို့နေသင့်တယ်ဘလို့ထိုင်သင့်တယ်ဘလို့စောင့်ရှောက်မယ်တော့သိတယ်ဟဲ့ accept လုပ်ပြီးတော့နေသွားတာလောကမှာ accept လုပ်တဲ့နည်းနဲ့အမှန်သိတဲ့အတွက်ကျွန်တော်ပြဿနာလောဘလည်းမဖြစ်တော့ဘူးဒေါသလည်းမဖြစ်တော့ဘူးဘောကအဲ့လို manage လုပ်တယ်အဲ့တော့ life management လို့ခေါ်တာကျွန်တော်က ကျွန်တော်ကနောက်ပိုင်းတော့ဟိုလူငယ်တွေပဲကိုသွားတော့ life management တွေပဲပြောလိုက်တာပြောလို့တော့သူကတရားလို့မတင်တော့ဘူးဒါကသူကလက်ခံတယ်လေလို့ပြောချင်တာဟုတ်လားတရားကြီးဆိုရုပ်ဖောက်ပြန်တယ်လို့ပါဆိုသူကဘာမှမသိဘူးဖြစ်နေပြဿနာမနအတူတူပါပဲဒါပေမဲ့ကိုဘလို့အမျိုးနဲ့နှစ်တယ်လေဘလို့လက်ခံခြင်းလဲပေါ့တော့ဒါကကို choice ပါပဲပြောချင်တာအဲ့တော့ ဒီတီသောရဲ့တတိကိုသိလာတဲ့အခါကျတော့သူ့ကို manage လုပ်လုပ်တက်လာတယ်ကိုကိုဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဆိုပြီးတော့ပေါ့နော်တရားတို့ပြီးတော့အဲ့အရာတွေဖောက်ပြန်လဲလက်ခံသွားတယ်ကျွန်တော်ကဒီဘောကြီးကိုဒေါသမဖြစ်တော့ဘူးအဲဒီလိုတွေဖြစ်လာတာပေါ့နော်လက်ခံပြီးတော့ကိုဘလို့အတတ်နိုင်တော့ဘဝကိုအဆင်ပြေအောင်နေမလဲရှုတော့ငါသွားတာအလိုမကျတဲ့ရှုတော့ငါသွားတာမဟုတ်တော့ဘူးအဲပြောချင်တာကအဲ့တော့တီသောဖြစ်လာတာကံဒီဘောမှာဘယ်လိမန်နေ့လုပ်ရမယ်လို့သိတာညံ ဒီနေရာလေးတွေအကုန်ရောက်လာတာပြောချင်တာအဲ့တော့ဘဝတစ်ခုကိုကျွန်တော်ကကံရင်တော့ကံနဲ့နေတော့ကံကသူပေးတဲ့အတိုင်းလက်မကျေနပ်တာတွေပါမယ်မကျေနပ်တာတွေကျွန်တော်ကရှိနေအဲ့ဘောညံနဲ့နေလိုက်တဲ့အခါကျတော့ကျေနပ်တယ်လည်းမဟုတ်မကျေနပ်တာမဟုတ်ဒီထဲမှာ resources တွေရှိရတာတည်တော့တာပြောချင်တာအဲ့ဒါတွေကျွန်တော် develop လဲလုပ်နေအဲ့တော့ပြောချင်တာမီးမီးကကျွန်တော်ချက်ပြုတ်စားရင်မီးတွေလည်းထွန်းလို့လည်းရတယ်မီးဖို့လို့လည်းအလင်းရောင်တွေရတယ် ဲ့မဲ့လောင်တာလဲအဲ့မီးရပဲအကုန်လုံးကိုလောင်သွားတာအဲ့တော့ဒီမီးကိုအမှန်တိုင်းသိပြီးတော့ကျွန်တော် manage ဘယ်လိုလုပ်မလဲသိဖို့လိုတယ်ပြောချင်တာအသုံးချတဲ့ရင်ကိုယ်တွေအကျိုးရှိတယ်အဲ့ဒါမဲ့ကျွန်တော်တို့ရဲ့ဒီကိလေသာတွေကိုလည်းသိသွားတဲ့အတွက်ဒီကောင်းတွေဘယ်လိုအသုံးချဒီကိလေသာတွေကျွန်တော်တို့ရဲ့ရန်သူမဟုတ်ဘူးပြောချင်တာအသုံးချတက်လို့ရှိရင်ကျွန်တော်တို့အကျိုးများမယ်မီးလိုပဲလို့အဲဒီလိုရိစနားလေလာတာပေါ့နော်အခုကကျွန်တော်ကရန်သူလိုသွားသွားသဘော ထားနေလို့အဲဒီလိုတော့နေတာပေါ့နော်။မြတ်စွာဘုရားပွင့်လာမှဒီလောဘကိုလည်းကိုယ်ဘဝအတွက်အတိညာဉ်ရဖို့ဉာဏ်ရဖို့အတွက်အသုံးချတယ်။ဒေါသကိုလည်းဉာဏ်ရဖို့အတွက်အသုံးချတယ်။မောဟကိုလည်းဉာဏ်ဖြစ်ဖို့အတွက်အသုံးချနိုင်လာတယ်ပေါ့နော်ကျွန်တော်တို့ကလူတွေနားလည်ခွင့်ရပါတယ်။နောက်ကျေးဇူးတင်ပါတယ်။တုပါဒုတာဒုမျိုးမျိုးဖြစ်ကြပေးပါတော့ဆရာအထူးကျေးဇူးတင်ပါတယ်ရှင်။ ကုသိုလ်ပြုမြင့်မြတ်ပေးကြသူများအားလုံး